ကျွန်တော်အခုရေဆိုးပြောချင်တာကလာရှုမြို့မှာ16ရက်18ရက်18ရက်ကိုမနေ့9နာရီပေါ့နော်9နာရီကနေစပြီးတော့မှလာရှုမြို့မှာရှိတဲ့ပြည်သူလူထုတွေကိုတက်မတော်ကလာရှုမြို့ကိုပြန်လဲအုပ်ချုပ်လာမယ်ဆိုလို့ရှိရင်ဥမေအောင်လိုင်းအစိုးရလက်အောက်မှာပြန်ပြီးတော့မှရောက်မယ်ဆိုလို့ရှိရင်ပြည်သူလူထုကလက်မခံပါဘူးဆိုတဲ့ဆန္ဒပြပွဲကို MNDA ကိုကန့်အကြံဖက်လက်နက်ကိုင်တောင်းကျမ်းသူက16ရက်18ရက်18ရက်နေ့မှာလှုံ့ဆော်ခိုင်းနေပါတယ်။နောက်ပြည်သူတွေကမလုပ်ချင်ဘူးပြည်သူတွေက လာရှုံမျိုးကိုတက်မတော်လက်အောင်ပါပဲအဲတက်မတော်လက်အောင်မှာရှိပြီးတော့မှာပြည်သူတွေအေးချမ်းစွာနဲ့လောက်ကန်စားတော့ခြင်းနဲ့ဆိုတဲ့ပြည်သူတွေကကျွန်တော်ကိုသတင်းပေးပို့လာတာဖြစ်ပါတယ်ပေါ့နော်နောက်တော့တက်မတော်ဝင်လာလို့ရှိရင်တဲ့ MND ကိုကန်အကြမ်းဖက်လက်နက်ကန်တောင်းကျန်းသူတပုံတွေကလက်ရှိနေနေထိုင်နေတဲ့ပြည်သူလူထုတွေကိုလက်နက်တွေပေးပြီးတော့မှတက်မတော်ပြန်ပြီးတော့တိုက်ခိုင်းမယ်ဆိုတဲ့သတင်းနောက်တစ်ခုကကျွန်တော်တို့ဒီနောင်ချိုးပေါ့နော်နောင်ချိုးဟိုမှာ 18ရက်3လ25ရက်နေ့မဆခ900နဲ့မြောက်ဖက်တရက်ချူတရက်ချူကြော်ရံသူအခြေပြုလျက်ရှိတော့တောင်ကုန်းအား2နာရီမှစတင်တိုက်ခိုက်သိမ်းပတ်ရတဲ့17:20အချိန်ရအချိန်ရရှိရံသူပလောင် PDF အလောင်းဒါတက်မတော်ရရှိတဲ့အလောင်းပေါ့နော်16လောင်းနဲ့လက်နက်မျိုးစုံ12လက်လက်လုံမိုင်း17လုံးခဲယမ်းမျိုးစုံ1220တောင်ရရှိမိမိစစ်တီနှစ်ဦးမစိုးရင်ရစိုးရင်ရတအုပ်တရာရရှိခဲ့တယ်တဲ့နော် အဲဒါပေမဲ့ဟိုပြည်သူလူထုကပြောတာကတော့အနောင်ချိုကကျွန်တော်ရဲ့တရင်ပြပြောတာကတော့အယောက်30ကျော်တေးတယ်တဲ့အယောက်30ကျော်ထဲမှာမှဖုံးကြီးပေါ့နော်ဖုံးကြီးရဲ့အကိုကတဲ့အချမ်းဖက်နောင်နော်ကိုဖုံးနဲ့နောင်ချိုနောက်ဆုံးရတရင်နဲ့ပလောင် PDF တွေတဲ့30ကျော်တေးတယ်တဲ့ဖုံးကြီးအမျိုးများနဲ့ PDF နဲ့ဆက်နွယ်တယ်တဲ့ဖုံးကြီးအကိုကအချမ်းဖက်လူကြီးဟုတရင်ရတယ်တဲ့နော်အဲ့ဒါနောက်တစ်ခုက ညောင်ချိုးပေါ့နော်အေးစစ်သွေးကြရည်တဲ့ညောင်ချိုးကခင်ကိုအသေးခံဝင်လုံးပြီးညောင်ချိုးရပြီဆိုပြီးတော့လိန်ပြောထားတာကိုခိုင်သူကအချက်ပွဲမှာကြောက်လို့ထင်ပါတယ်တဲ့မနေ့ကချင်းကုန်းနေတဲ့ထုတ်လို့ရေးပေါက်မှာတဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်တဲ့ထုတ်လို့ရေးပေါက်ကိုကြော်ပြီးတက်ကပကံကွဲရွာအထိစီရေးရအသာစီးယူထားနိုင်ခဲ့တယ်တဲ့ယခုလက်ရှိအချိန်မှာတော့တဲ့အေးစစ်သွေးကြရည်အင်အားဖြည့်ပြီးလာပြန်လုံးနေတာတဲ့တက်ကထုတ်လို့ရေးပေါက်နာမှာရန်သူကိုချိန်မုန်းနေပါတယ်တဲ့ ရွာနာကိုကပ်ဖို့အသေးခံကြိုးစားနေပြီးတဲ့တက်ကလည်းဒီနေ့မနက်ဖိုက်တာတွေဖိုက်တာတက်တွေစစ်ကူရောက်သွားပြီးတဲ့လေကြောင်းပစ်ကူတွေရဲရဲဆက်ဆက်ပေးဖို့လိုနေပြီးတဲ့အရက်ဆက်ဆုံလောက်ပါလို့အကြံပြုရသေးတယ်ကျွန်တော်သိတာကတော့ပေါ့နော်ညောင်ညောင်ကျိုးကတော့လုံးဝကြားကြားအကြောင်းမရှိပါဘူးပေါ့နော်နောက်တစ်ခုကတော့ဒါအကိုတဲ့တရုတ်နိုင်ငံကအလုံးပိတ်ကားနစီနေတဲ့လက်နက်ခရံစားနေရိတ်ခံနဲ့အတူမိုးကုတ်ဘက်ကိုတက်သွားတယ်တဲ့ဒီနေ့စင်နာရီလောက်ကားတဲ့ငါးစီးနဲ့အတူဘကိုးပါတင်ထားတဲ့ကားရှိတစ်စီးပါ ပါတယ်တဲ့ကြောက်တူးတဲ့ကားလို့ထင်ခဲ့တာမဟုတ်ဘူးတဲ့လက်နဲ့ရိတ်ခါလို့ ਨੇ ဒီနေ့နှစီထက်သွားတယ်နော်တဲ့သူတို့တွေရဲ့စီဖြစ်နေလို့တဲ့မြင်လိုက်ရတယ်တဲ့နော်မိုးကုတ်ဘက်ကိုတင်းနေတဲ့ချမ်းဖက်လက်နဲ့ကန်တောင်းကျန်သူတပုံတွေကတော့ဆုတ်ခွာနေပါပြီပေါ့နော်အဲအဲ့ဒီနောက်တော့အခုသတိထားရမှာက3လေးလေးပေါ့နော်3လေးလေးတိုင်ရင်သတိထားရမယ်3လေးလေးတိုင်ရင်ကိုလက်နဲ့အင်အားလွင်အားလုံးဝဖြည့်တင်းထားရမယ်ပေါ့နော်အခုချိန်ကြီးတော့တိုက်ပွဲက3လေးလေးမှာဖြစ်နေတယ်နော်3လေးလေးမှာဖြစ်နေတယ်အဲ့ဒါကို3လေးလေးကိုလုံးဝကို ဂယူးဆိုင်ရမယ်ပေါ့နော်ကိုဘက်ကနေပြီးတော့မှနောက်တစ်ခုက AOD တိုက်၄မြက်၄မြက်ဟိုလေးမြက်နာဗာလေးမြက်၄မြက်မြို့နယ်ရေကြီးမြို့မှာအဆက်မှာတဲ့၁၆ရက်နေ့ညကထိတွေ့တိုက်ပွဲဖြစ်တာတဲ့ဖြစ်တဲ့နေရာကတဲ့ဆက်ဆက်ယူကြားနဲ့ချင်းလေကြားမှာတဲ့လေးလောင်းနဲ့၅လက်လက်နက်ငယ်၄လက်ဆက်လက်တစ်လက်ရန်သူအင်အား200ခန့်မှန်းကန်နဲ့မိမိဘက်မှာကြာရှုံးမှုမရှိတဲ့เนาะမိမိဘက်က၄လောင်းနဲ့၅လက်ရတယ်တဲ့เนาะဆက်လက်ငယ်ပါလေလက်နက်ငယ်က လေးလက်တဲ့ဆက်လက်ကတလက်တဲ့နော်မိမိဘက်ကကြာဆုံးမှုမရှိတဲ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံနေရာအနှံပြားမှာတော့တော်တော်လေးကိုဟိုတက်မတော်အနေနဲ့ကတော့ဟိုဒိုးစစ်စင်နာရီအောင်မြင်နာရီတွေ့နေရတယ်ပေါ့နော်ရန်သူအင်အားကတော့အကြာဆုံးနေပဲဆုတ်ခွာနေရတာလေးကိုဟိုမြင်နေရတယ်ပေါ့နော်အခုနောက်တစ်ခုကဘာကထွန်းတန်းဝါရိုးဖြစ်စဉ်ညာလက်ကြီးတော့ဒါဒီလိုနော်ဒါကတော့စစ်မှုထမ်းတစ်နှစ်ပြည့်တာကိုနော်ဟိုတိုင်းရင်းမှုက လိန်လေပြီးတော့မှပြောထားတဲ့ကိစ္စပေါ့နော်ជី23280ခွန်ဘာကထွန်တန်ငင်းအရန်တက်ခွဲဝင်စစ်မှုတန်းဟောင်းရင်းနေရလေးခွဲနှစ်စုတစ်စုမှုတင်ပြအတဏီမျိုးပြမှာအခြေပြုလည်းရှိပါတယ်မိမိစစ်မှုတန်းဟောင်းများသည့်4ရက်3လ2024ရက်နေ့တက်ဝင်ရဖြစ်ပါသည်တဲ့15ရက်3လ2024ရက်နေ့ပြန်နှံဝင်ခန့်ရနေဖြစ်ပါသည်တဲ့ မိမိဆန္ဒသဘောဖြင့်တောင်းရင်ယူထမ်းဆောင်မှုတနည်းစာချုပ်ပြပြီဖြစ်ပါသည်ရဲ့တို့ဖြစ်ပါပြီမိမိတို့အရန်တက်ဖို့ဝင်များစစ်မှုတမ်းများအောင်များတက်မတော်မှာပြန်လည်ထွက်ခွာပြပြပါရင်၄၀ဆတင်ပြအပ်ပါသည်ရဲ့မိမိနဲ့အောက်ပါစစ်မှုတမ်းအောင်များသည့်တောင်းဝင်ထမ်းဆောင်တဲ့ဒဏ်ရာရခဲ့သည့်ဒါတကြောင်အသက်အရွယ်ကြီးကြပါတော့ကြောင့်ဆက်လက်မလုံနိုင်တော့ပါသဖြင့်အရန်တက်ဖို့ဝင်အဖြစ်မှထွက်ခွင့်ပြပါရင်၄၀ဆတင်ပြအပ်ပါသည်ရဲ့ကြီးနှစ်သုံးနှစ်ရှိခွန်ဘုံကြီးထွန်းတန်းဝါတော်မှာဖြစ်စဉ်နဲ့ညာလက်ကြီးထိမှန်ဒဏ်ရာနှစ်ချက်တက်သားမေအောင်ဝါတော်မှာဖြစ်စဉ်အပြန်မိုင်းထိအတွင်းဒဏ်ရာတက်ကြမောင်းထေး လက်မောင်းမိုင်းစာတိမှန်ကြီးစာကြာရွာထိတ်ဖြစ်စဉ်လေးသက်သောတင်များပဲဒီတဲ့မိမိတို့ဒီအသက်ကြီးပြီးနိုင်ငံတော်ကြီးကွက်လက်အတွင်အုတ်တချက်ဒေသပွင့်အဖြစ်တနှစ်သဘောတူစာချုပ်ဖြင့်တာဝန်ယူလုပ်ခဲ့သူဖြစ်ပါ၍နိုင်ငံတော်ကြီးကဲများအနေဖြင့်တာဝန်ကျေပြီးစစ်မှုထမ်းသောများအားပြန်လည်ကူညီပေးနိုင်မှာလေးသက်သောတင်များအပ်ပါသည်တဲ့ရာထူးတီမြဲမြဲသောအာဏာရရှိရေးသာအသာအသာအလေးလုံနေကြတော့မြေသာပင်များအခက်တွေ့နေရပါသည်တဲ့လေးသက်သောတင်များအပ်ပါတယ်တဲ့နော်နောက်တစ်ခုကသူ့ရဲ့သမီးရပါတော့နော်ရေးထားတာရှိတယ် ူ့ရဲ့သမီးကပါရေးထားလဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်စစ်မှုထမ်းအောင်များဒီလဲတဲ့ရင်းမှုတင်ပြတယ်လို့လည်းမဟုတ်ကြပါနဲ့ဒါတော့အဲ့ဘုကြီးဆွမ်းနာနော်ဘုကြီးငင်းကပြန်ပြောတာစစ်မှုထမ်းအောင်များဒီလဲတဲ့ရင်းမှုတင်ပြတယ်လို့မဟုတ်ကြပါနဲ့ဆက်လက်လုံမြင့်သူကစေဦးခန့်သာရှိပါလေတဲ့ရင်းမှုကလက်မှတ်လိန်လက်မှတ်လိန်နေနဲ့အဓမ္မတင်ပြမှုသာဖြစ်ပါလေတဲ့လာခေါ်ရင်ပြန်မိသူများသာဖြစ်သည်လေးလောက်သာတင်ပြအပ်ပါလေတဲ့နော်အဲ့ဒါကဒါကတော့ဗျာသူလည်းနိုင်ငံတော်ချစ်တက်မတော်ချစ်လို့သူတနစ်တာဝန်ထမ်းဆောင်ပြီးပြီလေဒါကတော့ဟိုဟာဖြစ်တင်ပါလေပေါ့နော်ပြန်ပြီးတော့ဟိုဟာ ဟိုနားဝင်ပေးတင်ပါတယ်ကိုစောဘုံရင်နဲ့ကျမ၄၀လောက်တင်ပြရပါတယ်ကျမကတော့အငိမ့်သားအလေနှမ်းများဆရာမပါတယ်အသက်ကတော့69နှစ်ပါခင်မွန်းကတော့တက်မဘူကြီးအငိမ့်သားပါတယ်တက်မတာဝန်ပြန်လဲထမ်းဆောင်ရခေါ်တဲ့ပြင်တနေ့စာချုပ်ပြန်လဲထမ်းဆောင်ခဲ့ပါသည်၄ရက်3 2025မှာတနေ့ပြည့်ခဲ့ပါပြီစာချုပ်မှလည်းလက်မှတ်ထိုးပေးပြီးပါပြီသို့တော်လည်းလည်းဘယ်နှစ်ပြန်ရမည်ကိုဘယ်လိုပြန်ရမည်ကိုအကြောင်းတစုံတရာမှမသိရသေးပါတော့မသိရသေးပါနေရာကတော့ကဏီမြို့မှာပါတယ်သူတို့တွေထဲမှာ mining တွေဆုံးသူချမ်းသာတွေဆုံးသူတွေရှိပြီးစီးပွားလည်းမရှိဘူးကျမ်းမာရေးတွေလည်းမကောင်းကြပါဘူးတဲ့ကျမဆွေးနေတာပြီးတာကအရေးခင်းစားပြတဲ့ကဏီမြို့ကို PDF တွေအလုံးရင်းနဲ့ဝင်တိုက်ပြီးမြို့ကြီးတစ်ခုလုံးပြတ်သွား ားတဲ့အချိန်မှာထွက်ပြေးရင်ကဏီမျိုးရဲ့ရှိုးထဲမှာပုံရင်ကြံခဲ့တဲ့ပညာရေးကျမ်းမာရေးဝန်ထမ်းတွေနဲ့ပြည်သူ90ကျော်ရှိနေပါတယ်တဲ့လာခေါ်မယ်ဆိုပြီးမခေါ်တာယခုထိပါပဲတဲ့လေးနေရှိပြီလို့ပြောပါတယ်တဲ့ဒုက္ခတွေတော့ရောက်နေကြပါတယ်ကျမခင်မုန်းတို့လည်းယခုရခင်လူများကဲ့သို့ဖြစ်မိကိုဆိုရင်ပါတယ်တဲ့မိတို့ဆောင်ရွက်ရမည်ကိုမသိသဖြင့်ကိုစိုးဘုံဟင်းကိုအကူအညီတောင်းအောင်ခြင်းဖြစ်ပါတယ်တဲ့အမေစာလေးပါတဲ့အကိုတဲ့ပြန်ကျင်တဲ့ပြည်သူတွေအရက်ဘက်ဝန်ထမ်းတွေလည်းမိမိအရက်ပြန်ဖို့ဝန်ထမ်းတွေစောင့်နေကြရပါတယ်တဲ့ဒီစာလေးတွေကလည်းညီမအဖေတယောက်တည်းအတွက်မဟုတ်ပါဘူးအကိုတဲ့အတူတာဝန်ပြန်လည်ထမ်းဆောင်နေကြတဲ့အသက်ရနေသောစစ်မှုထမ်းတွေနဲ့အားလုံးနဲ့ အရက်မှာအရက်စစ်စစ်ဖြစ်တဲ့ကတာဝန်ကြပြီးမိမိအရက်ပြန်လာရင်ငါခေါ်ရင်မျောနေတော့အရက်ဖက်ကျမ်းမာရေးပညာရေးအစရှိတော်ဝန်ထမ်းများလည်းပါရှိပါတယ်သူတို့အားလုံးအတွက်ရည်ရွယ်ပြီးအကူအကိုတဲ့တရင်သမားတွေနဲ့ညီမတို့ပြည်သူလူထုတွေကိုစားအကူအညီတောင်းခံရတာဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒါကတော့နိုင်ငံတော်လူကြီးမင်းတွေသိရှိပါသေးပါတော့ဒါဘူကြီးပါလေထွန်းသိမ့်ပါတန်းထွန်းလာသူ့နာမည်ငင်းပါတော့သူ့ရဲ့ BC နံပါတ်မှာထည့်ရတာပါလေဒါကနိုင်ငံတော်အကြီးအကဲတွေတည်တည်မှာလေကျွန်တော်ဒါကြောင့်မလို့ပြောလေအောက်မှာနိုင်ငံတော်အကြီးအကဲတွေကိုမလိန်ပါနဲ့ နိုင်ငံတော်အကြီးအကဲတွေကလည်းအလိမ်မခံပါနဲ့အ ਨੇ ဆုံးကစားတာမှုတိုင်းမှုလောက်အဆင့်ကားတွေတိုင်းမှုနဲ့နော်တက်မှမှုတိုင်းမှုကစားတာမှုတွေနော်ညှိကွကြီးတွေပြီးလို့ရှိရင်ကာကွယ်ဦးစီးချုပ်ဘာတူချုပ်ကြီးတွေနော်အောက်ကလိန်တာကိုလည်းမခံပါနဲ့အောက်ကလူတွေကလည်းမလိန်ပါနဲ့နော်အမှန်တရားအတိုင်းပဲနော်တမတမကြကြနဲ့သွားပါတိုင်းပြည်ကိုချစ်လို့နော် အငိမ့်စားတော့ရနေတဲ့လူကတိုင်းပြည်တော်ဝင်ပြန်လဲထမ်းဆောင်နေဆိုတာတကယ်ကိုလေးစားဖို့ကောင်းပါလေခင်ဗျာအဲ့ဒါတွေကိုအောက်မှာဖြစ်ပြနေအောင်လူကြီးများများသိရှိစေရန်ကျွန်တော်အကူအညီတောင်းလာ၍ကျွန်တော် public area ကနေတရားဝင်ပြောဆိုရခြင်းဖြစ်ပါတယ်ခင်ဗျာ